အားလုံးပဲမင်္ဂလာပါရှင်ကပလာချန်နယ်မှာပြန်လည်ကြဆွလိုက်ပါရယ်ဒီနေ့မှာတော့စာရေးသူမွန်းသိန်းအိမ်ရေးသားထားတဲ့မနက်ဖြန်များစွာဆိုတဲ့ဝတ္ထုတော်လေးကိုတင်ဆက်ပေးသွားပါမယ်ရှင်မနက်ဖြန်များစွာမောဖက်ကတပိဒါနီပါကြံသေးသည်နန်းကြီးဖက်ကတော့50သားခန့်ရှိသေးသည်ခေါဆွဲကထုံးစံအတိုင်းစစောကုံသွားပြီမနက်ဆန်နိုင်ထောခါနီမို့နေကလည်းအတော်ပူနေပြီ နေပူလာသလိုရင်ထဲကအပူတွေကလည်းတောက်လောင်နေစေ ဦးလေးတက်တာလာအတော်ကျမလည်းဈေးရောက်နေတာနဲ့အခုမှတည်င်းလာမိရတယ်မျက်နှာချင်းဆိုင်လမ်းတစ်ဖက်မှာဈေးရောက်နေတဲ့ညိုချောကလာမိသည် အခုတော့ဆေးရုံမှာပါအေးသွေးအန္တာတော့တက်တာသွားပါပြီသွေးပလင်းကတော့အခုတည်းသုံးလုံးတွင်ထားရတော့ဟုပြန်ပြောလိုက်သည်မုတ်ဖက်ကတပိတ်တလောက်ရှိသေးလားတော်ကျမဝယ်မယ်ဒီနေ့ပြန်ရင်ထမင်းမချက်စားတော့ဘူးမုတ်ဖတ်တော့စားကြမလို့ဟုညိုချောကပြောပြီးငွေတထောင်တန်းနှစ်ရွက်ကိုလှမ်းပေးသည် မௌတီဖတ်အပြင်နန်းချီဖတ်90သားပါအစစ်ထည့်ပေးလိုက်သည်စေယုံတို့သွားချင်နေပြီကိုတက်မောင်အခြေအနေကဆိုရင်စရာမူရရင်မௌသားအလွတ်တွေကိုအိမ်ကိုပို့ထားလိုက်နော်အဖွားစေယုံသွားလိုက်အောင်မဲဟုမိမိကိုဈေးကူရောင်းပေးနေသောမြင်းမလေးကိုပြောရင် ရောင်းရသမျှငွေတွေကိုပတ်ဆိုင်အိတ်ထဲသို့ထည့်လိုက်သည် အဖွားပတ်ဆိုင်အိတ်ကိုခပိုင်း၌ခံနေရအောင်မဲနော် မူရဲတတိပိစကားကြောင့်အရင်ရောအမျက်ပါရောင်းရငွေ3သိန်းကျော်ခန့်အတွက်အလိုလိုစိုးရိမ်မိသွားသည်မုတ်ဖို့ပိုင်ရှင်ဒေါ်လာငွေကညနေမှငွေလာသိမ်းမည်မို့တဘာရဲယူသွားတာပိုကောင်းသည်အိမ်မှာထားခဲ့ရလဲစိတ်မချရာတက်ပြင်းချရင်ခေါတီအဟောင်းလေးကိုစောင်းပြီးဆိုင်မှထွက်လာလိုက်သည်တတိတန်းရောက်တော့ကိုတက်မောင်အတွက်စပြစ်သီးနှင့်လိမ္မော်သီး9000ဘူခန့်ဝယ်လိုက်သည် အဖိုးကြီးရဲ့ရှင်ဒီအသေးတွေတော့စားနိုင်မှာပါဟုစိတ်ထဲမှပြောလိုက်သေးသည်နှစ်ပေါင်း90ဆိုတာနည်းတဲ့နှစ်တွေလားအဖိုးကြီးရဲ့ရှင်ရောကျမပါ အခုအသက်60ခန့်မှာသူများတွေပြောသလိုရွှေရတုမင်္ဂလာပေါ့နော်အသေးအိတ်တွေကိုဆွဲရင်ကားဂိတ်ဖက်သူရှောက်သည်ထီးကိုပိတ်ပြီးခောက်ချိုးချိုး၍တတိအိတ်ထဲထည့်လိုက်သည်ကားခငွေနေရာကိုထုတ်ပြီးပတ်ဆိုင်အိတ်ကိုရင်ဘတ်တွင်ကတ်ထားလိုက်သည် ဒီအချိန်မှာခပိုင်းလိုက်ခံရလို့ကတော့ရှေ့ရေမတွေ့ဝန်းစရာပါ နေပူချိန်ကပေါ်ပူလာသလိုပဲမျက်နာကတော့သွေးရောင်တန်းလာပြီဖြူဖြော့ဖြော့နဲ့သွေးဆုပ်သည့်လက္ခဏာမရှိတော့တတရားမြောက်သားကသူ့အဖေဘေးက ခုံတန်းလျားလေးမှာထိုင်ရင်းဖုန်းပွနေသည်တတိရီကိုကတင်ပေးဘီဒိုပုလေးပေါ်တင်ထားလိုက်သည်ဆရာဝန်ကဗာပြောသေးလေသားအဆုပ်တချမ်းကတော်တော်ပြက်စီးနေပြီတဲ့အမေတီဗီပိုးလည်းတွေ့တယ် တင်းဝဲဤအပူအပင်ကင်းမဲ့ပြောသလိုပြောလိုက်သောစကားတန်ကြောင့်သားသမီးတွေက ကိုဖခင်ကိုရောစိုးရင်စိမရှိကြတော့ဘူးလားဟုအတွေ့ရောက်သည် မနှက်ဖြတ်သောစေယုံကစင်ခိုင်မဲ့ထင်သည် TV ဆဲတွေကမြို့နယ်ကျမ၏ဌာနမှအခမဲ့ပေးတယ်တဲ့စေမှန်မှန်တောက်ပြီးအရက်လုံးဝဖြတ်လိုက်ရင်တော့အသက်ဆက်ရှင်နိုင်မယ်တဲ့ဟု တင်းဝဲဤစကားကြောင့်တော်ပါသေးရဲ့ဟု တွေးမိပြန်သည် ရှင်အသက်ဆက်ရှင်ပါအဖိုးကြီးရဲ့ တာမိုးကြီးလောက်တဲ့လူမဟုတ်တတ်ပေမဲ့ကျမအတွက်တော့ရှင်ကထာဝရအဖိုးတန်ကြီးပေါ့ကျမကရှင်ကိုမျက်မျက်နှုံနှုံနဲ့ချစ်ခဲ့ရတာကိုတားနဲ့ကျမအပြတ်အလန့်ပြောနေတော့စကားတန်တို့ကြောင့်ကိုတတ်မောင်နိုးလာသည် သူ့လက်ပိန်ပိန်လေးကို ဆုပ်ကိုင်ရင်ရှင်နေကောင်းလာပါပြီ အဖိုးကြီးရေဟု ကျမပြောတော့သူ့မြောက်ဝန်ထမ်းမှမျက်ရည်တချို့ရွယ်လျက်ကိုအရက်ဖြတ်တော့မယ်မြလေး တားတင်းဝေကသူ့အဖေစကားကြောင့်အမေပြုံပြုံသည်အမေဆွဲကြိုကလည်းအပေါင်ဆိုင်မှာနေတာများတယ်နော်ဟုတမီးမြတ်မြတ်တင်းကရည်တလိုမောတလိုပြောသည်အမေညီတော်အတုံးလိုလည်းငါဆွဲကြိုလွေပဲယူပေါင်နေပြီတော့ပြောင်ပြတ်မသွားတာကံကောင်းပါ၏ငါတို့အိမ်နောက်ဦးပစ္စည်းဆိုလို့ဒီဆွဲကြိုလေးပဲရှိပါတယ်ဟုကျမပြန်ပြောတော့တားသမီးတွေဝိုင်းကြသည်ဒီတခါငွေစုကြီးကတမီးရမှာ အမေကိုတတိန်ပေးမယ်။ဘယ်လောက်နဲ့ပေါင်ထားတာလဲ။ညမြနှင်းစကားကြောင့်တိမ်မဆိုင်ရဘူးဟုတွေးလိုက်သည်။သုံးတိန်ထဲပါအေး။လိုမထိုက်ယူမယ်လို့မောင်ဝင်းရွှေကိုပြောခဲ့တယ်။မောင်ဝင်းရွှေကကုံဆုံးပန်ရှင်။ရွှေပေါင်နှင့် သုံးချက်သိုးသာယူသည်။လက်လုံးလက်စားဈေးတဲ့တို့ဤအားကိုရာ။နေပြန့်တို့ကသူ့မိမကိုယ်တိုင်တာဝန်ယူချင်ငါသည်။နေပြန့်တို့နှင့်တော့ဝေးအောင်နေရသည်။ လောက်ရင်နဲ့မြုပ်ရမည်အဖြစ်မျိုးတော့ဝဲဝဲကရှောင်းသည်နင်တို့ဖေမနဲ့ဖြန်ဆေးရုံကဆင်းမယ်အဆုတ်ရောဂါရှိနေတော့သူ့အတွက်ပကံခွဲရောက်ကအစာတီးစားထားရမယ်တဲ့တီဗီဆေးတွေကတော့ဝယ်စားမလုပ်ဘူးတဲ့အားရှိအောင်ကြပောင်းရည်လေးတိုက်ရမှာပေါ့အေးငါ့အဖိုးကြီးအသက်ရှိပါစေဟု ကျမပြောတော့မြမ်းမြသိန်းကဒုက္ခပဲခလဲတွေကူးကုန်မှဖြစ်ဟုစိုးရင်စွာပြောသည် အဲ့ဒါဆိုရင်လည်းညီရောက်ခမအိမ်မှာသွားနေ၏ကျမကျွဲမီတို့သွားသည်ဘဲနဲ့ကလေး၃ယောက်ရာနေပြီမိဘအိမ်မှာကစားတော့ယူထားသည့်လင်ကလည်းလက်ကြောမသိစိုက်ကားနင်းတော့လည်းပင်ပန်းသည်တဲ့ငါးတိုင်မှာအလုတ်ဆင်းပြန်တော့လဲငါးညင်နဲ့မခံနိုင် အခုတော့ဝသားတိုင်မှာအလုတ်သမားဘယ်နဲ့အလုတ်ထွက်လာအောင်မြင်မသိသူ့မိဘအိမ်ကလည်းကားနာမှာတဲကုတ်တတာပါညမြတင်ကရခမအိမ်တို့ဘတော်မှမပြောင်း မိဘအိမ်မှအိမ်အလောက်ကိုလုံးရင်ဆူဆူဆဲဆဲပေတင်နေသည်သူ့သမီးကြီးမူယာကတော့ကျမ၏လက်ကင်သုံးတောင်းဝေပေါ်တွက်လက်ချက်ချသောမူယာက မုတ်ဖက်ချိန်တွေရမှာငွေကြေးပြန့်လန့်အားရမှာတိတိကျကျတွက်တွက်လက်လက်မို့အားကိုရသူပါမနဲ့ပိုင်းကြောင်းမသွားမီဈေးကူရောင်းသည် နေခင်ပိုင်းကြောင့်မို့မနက်ခင်တခင်လုံးဈေးမှကူရောင်းရင်စာချက်တက်တော်မူရာကိုပဝင်းချိန်ကချစ်ကြသည် ငါမြေလေးဆယ်တန်းအောင်ရင် အဖွားကဒီဆွဲကြိုးဆူချမှာပါဟုပြောလေသူမအလွန်ပြောသည် တခါတရံသူမကိုဆွဲပေးလေသမီးနှင့်လိုက်တယ်နော်ဟုပြောတတ်သေးသည်ညာလေးအတွေ့မောင်းလက်ဆောင်ဟုကိုတက်မောင်စကားတန်က အခုချိန်မှပြန်တွေးလင်လေလှိုက်ခနေရင်ခုန်သွားတတ်သေးသည်ကြမ်းကြမ်းမမနဲ့အသက်ရှင်ရှင်အတူနေခြင်းပါသေးတဲ့အဖိုးကြီးရဲ့မမရသွေးနဲ့မမလေးတို့ညီအမမှာမိဘတွေမရှိကြတော့ ဆင်မလိုက်ကနာမှာညီမနှစ်ဦးတည်းရက်တည်ရင်မိဘလန်ကုန်မုတ်ဖက်ရောင်းသည့်အလုပ်ပဲလုပ်သည်။မမသွေးကအသက်20မမလေးက18နှစ်အရွယ်တွင်မိုးမိဘမရှိကြတော့ပတ်ဝန်းကျင်ကဆောင်းလျှောက်ကြသည်။ဝါတက်သောနေရာလက်ရဲစက်ရဲသမားတွေအများစုရှိကြပေမယ့်သူတို့ညီအမကိုတော့ကိုယ်ဆွေမျိုးအရင်အချလိုတဘောထားကြသည်။စင်ရဲပေမဲ့ရုတ်ချောသောညီမနှစ်ဦး၏မုတ်ဖက်ဆိုင်က ရောင်းပန်းဝယ်ပန်းကောင်းလာသည်။ ပြန်ကြဈေးတန်းလေးမှာဈေးရောင်းရင်ပထမဆုံးအိမ်အောင်ကြသူကမမြလေးစားတော့ပန်ရှင်သားကိုတက်မောင်ကသူတို့ဆာအတွက်ခေါက်ဆွဲဖက်များကို နေစင်လာဝဲသည်အသက်အရွယ်ကလည်းမသိမ့်မယိန်ဆန်ရန်းအောင်ထားသောကိုလူချောကိုညီမနှစ်ဦးစလုံးစိတ်ဝင်စားကြသည် အိမ်မထဲမှစိတ်ကူးရင်မင်းသားလေးကကိုတက်မောင်ပေါ်တကယ်တမ်းချစ်ရည်ဆုခံရသူကမြလေးဖြစ်သည် အမမမမြသွေးကနားလေစွာဖြင့်နောက်ဆုတ်ပေးသည် ကျင်းမြစ်တိုင်းနတ်စင်လန်းတရင်ကျုပ်ပွဲတော်ညမှာညာလေးကိုတက်မောင်နောက်သို့လိုက်ခဲ့တော်သည်တဖက်ကန်ရွာတွင် ပုံခုံနေစဉ်ကိုတက်မောင်မိဘတွေထံမှအမွေဖြက်လိုက်သည့်တရင်စကားကိုကြားရသည် မောင်းလက်ကိုဆွဲ၍ကားနာကကျမတို့အိမ်စီသို့ပြန်လာလိုက်သည်မိသူမလည်းပြန်မအကြာ မမရရမိမိတို့၏မင်္ဂလာဦးညာကတရင်ကျုပ်လာပြကြတော်တည်းရနေပါ တချိန်ချိန်တော့မင်္ဂလာနှစ်ပတ်လည်နေ့လေးလှုပ်ဖြစ်လင်တရင်ကျူလာပြည့်ကျော်တရက်နေ့ကိုမှတ်မှတ်ရရရှိလာသည်မောက်ထာမှာသူ့မိဘတွေဆင်ထားသောဆွဲကြိုးတကုံနှင့်လက်စွပ်တကွင်းပါသည် မောင်ကသူ့ဆွဲကြိုးကိုချွတ်၍ကျမကိုဆင်ပေးသည်မင်္ဂလာဦးလက်ဆောင်ပေါ်ညာလေးရဲ့ဟုမောင်ပြောတော့တတက်လုံးမဆွဲဖူးခဲ့သည့်ဆွဲကြိုးလေးကိုမျက်နှိုးစွာကင်ချင်ရင်မောင်ရင်ကွယ်မှာတတက်တာခေါလုံးခွင်ကအေးမြစွာ အချစ်ဦးချင်းအတူတူမို့အချစ်ချင်းလည်းပြိုင်မနေတော့ပါလေ။နောက်တော့ရောမောင်ပါလို့လို့အထင်ကြီးစေတနာစိတ်နဲ့ပြေဆုံးသောဘဝမှာဆင်းလာခဲ့သောမောင်ကိုအယားယာခွင့်လွန်နိုင်ခဲ့တာပါပဲ။အမအမမြသွေးကတော့ဈေးထဲကကုံဆုံပန်းရှင် မုတ်ဆိုးဖို့တူနဲ့မကြမီအိမ်အောင်ကြသွားသည်။မချမ်းသာပေမဲ့လက်ဝတ်လက်စားရွှေငွေတွေစင်လို့မုတ်ဖတ်တဲ့ဘဝမှာကုံဆုံဆိုင်ပိုင်ရှင်ဖြစ်ခဲ့သည် မိမိကတော့လမ်းကိုလည်ရင်မုတ်ဖတ်တဲ့ဘဝရှိဆက်လျက်မောင်ဘေးနားမှာရှိနေတော့ပြေဆုံးပါသည်ဖျားစင်အောင်မှဥတ္တမအတွက်အေးရပြင်ဆင်ပေးရသည်သူစားမြစ်ပကံရေတောင်းမြစ်ခွက်ကအစာတီးခြားထားသည်ထမင်းစားလည်းလဲသူ့အတွက်တီးတန့်ပြင်ဆင်ပေးသည် ရောက်ခရှာသမီးမမျှနှင်းကသူ့ဖခင်ဝေယဝိဆရီကိုတာဝန်ယူလောက်ကင်ပြီးတော့ကျမမပင်မမှာမီးရီကိုတော့အဖိုးအနာကိုလုံးဝမကတ်စေရာ မူရအောင်မှမြေးယောက်ျားလေးနှစ်ယောက်ကလည်းအိမ်မကကြပါစားချိန်အိတ်ချိန်များသာအိမ်ကတော့မြေးတွေကြောင်းယောဂကူးဆက်ရန်တော့အတန်အသင့်မပူပင်ရတော့ပါညများနှင်းကဘဲဥကျက်ဥဖောက်တဲ့ယူရောက်သူမို့ငွေစကျေးစပြေလေသည်ယောက်ျားတယောက်လိုအားကိုးရပြီးသူ့နောင်ရည်အတွက်စူဆောင်းတတ်သလိုမိဘကိုလည်းတတ်နိုင်သလောက်ထောက်ပံ့တတ်သည်တတရတာတင့်ဝေက အသက်၄၀အရွယ်လူပြိုကြီး မိသားစုမှာဆရာအောင်သူဆို၍သူ့အဖေနှင့်တင့်ဝေသာရှိသည်။ကုမ္ပဏီဝန်ထမ်းလဆာနှစ်သိန်းလောက်နှင့်မိဘကိုတစ်ခါတရံတော့ပေးသည်သည်။လက်ဖဲရည်ဆိုင်ထိုင်ရင်းဂိမ်းဆော့ရင်းနှင့်ဘဝကိုအပူပင်မရှိဖြတ်တန်းနေသူဖြစ်သည်။ကိုတက်မောင်စေယုံတရတော့တင့်ဝေပဲလူနာဆောင်ရသည်။အငယ်ဆုံးသားကတင့်ဝေနှင့်အသက်တော်တော်ကွာမှမွေသည်။ယခုမှအသက်30သူလဲလူပြိုကြီးပါပဲ။ သားသမီးမရတတ်သောသူကြည်ကြည်တော်မြသွေး၏မွေးစားသားဘဝဖြစ်ကုံစုံဆိုင်ကိုဦးစီးရင်အမမြသွေးကတော့တခါတရံသူဝတ်ပြီးသားလုံးကြီးလက်လက်လေးတွေအင်းကြီးတပတ်နွမ်းလေးတွေကျမကိုပေးတတ်သည်သူခင်ပွန်ဆုံးမသွားပေမဲ့ကျမသားငယ်ကသူ့ကျွေးမိခင်ကိုသားအရင်ပမာပြူဆူဆောင်းဆောင်နေစေ။ ကိုဝင်လွယ်ထားရင်မိုးဖက်တောင်းတွေတဲမှရွှေ့ပြောင်းရင် သုံးချိန်တိုင်တိုင်ကိုဝင်ပြတ်ကြပြီးမှမြမြတင်းကိုအဖက်တင်သည်အသက်25နှစ်ကျော်မှ သမီးကိုမွေးတော့ကျမတို့နှစ်ယောက်သမီးကိုချစ်လိုက်ရတာမောင်ကတော့သူ့ဆယ်တန်းအောင်လက်မှတ်ကိုအတုံးချဖို့မေ့နေသလားမသိကျမနဲ့အတူမိုးဖက်ရောင်းရင်ပျော်ရွှင်နေတတ်သည်မေတ္တလင်အသီးကောင်းသူမောင်အတွက်မေတ္တလင်လေးတစ်လက်ဝယ်ပေးထားသည် ညနေတိုင်းမောင်းမယ်တလင်လက်တန်လေးနဲ့လှိုင်မြစ်ကမှလေနုအေးတို့ကကျမဘဝရဲ့နှိမ့်ပန့်ပုံဖြစ်ခဲ့သည်။ဟဲ့နင်းလင်ကိုအလုတ်လေးပါလေးလှုပ်ခိုင်းအောင်လေ။မုတ်ဖက်ရောင်းတာကနင်းတယောက်ထဲနေရောင်းနိုင်တာကိုဟု အမမသွေးကအားမလို့အားများပြောတသည်။နေပါစေမမရဲ့။သူအနားမှာရှိတော့အားကိုရတာပေါ့။ပြီးတော့သူကအလုတ်ချမ်းတွေမလုံနိုင်ဘူးမမရဲ့။ ရုံစည်းလေးပါလေလုတ်ခိုင်းပေါ်ဟုမမစကားကို ကျမပြန်မဖြေဖြေမောင်ကျမအနားမှာဈေးကူရောင်းနေတာကိုကချိန်နှက်စရာပါတမီးကြီးကိုမောင်ကချီလို့ကျမကဈေးရောင်းလို့ဈေးသိမ့်ပြီးအိမ်ပြန်ချိန်မှချက်ပြုတ်စားတော့အနားယူနေပျော်စရာနှိမ့်ပန်ဖြစ်ခဲ့ပါသည်ညမြနေကိုဝင်ရှိလာတော့ကာနာပါဝင်ခြင်းနှင်းမောင် ပလဲပနံတင်လာသည်ညနေတိုင်းရီဝေဝေအပေါင်းအသင်းတွင်နေ ို့အမေတလင်တန်နှင့်အတူဆိုကြပြောကြသူတွေတယုံယုံနှင့်မောင်ပြောတက်လာသည်သူတို့နှင့်အတူသားတဲ့ယုံတို့အလောလောရန်ခေါ်တော့မောင်ညင်းသည်အနုပညာတမာမောင်အတွေ့ဒီအလောက်ကဘယ်လိုမှအစင်မပြေပြီးတော့မောင်က အသေးငယ်တက်သည်ငါအရှင်ကိုပြေမတက်ရင်စိတ်ထားနူးညံ့လွန်တော်မောင်ကိုလေဒီအလောက်တွေမခံရခဲ့ပါ တခါတည်းရန်သူ့အပေါင်းအသင်းတချို့ကဟင်းစားလာပေးလင်တော့လက်ခံတတ်သည် တယုံနွယ်သောမောင်ကဝတ်သားကိုတော့အလွန်ကြိုက်သည်အရက်ကလေးတမျှများကိုညာလေးတမျိုးမျိုးနှင့်မနက်တိုင်းတော့ကျမနှင့်ဈေးကူရောင်းရင်းသားသမီးတွေကတယောက်ပြီးတယောက်များလာချိန်မှာ မောင်တော်တော်အရက်ဆွဲနေပြီသားငယ်ကိုမွေးတော့အကြီးမှမြတ်မြတင်ကထိန်အလက်မှမြတ်မြနှင်းကအိမ်လုံးတွေလုံးနိုးညာသားတင်းဝေကကြောင်းတက်ရင်ကိုတက်မအတွေ့အိမ်တော်ဝင်တွေရော့ပါလာတော့အရက်တောက်ချိန်တွေပုံများလာခဲ့တာပါပဲလေ ။ညာလေးရေ မောင်းကိုတွဲထုပါအောင်။လှဲနေရတာညောင်းလို့။မောင်းကိုတွဲထုရင်အဖိုးကြီးအဖွားကြီးတွေဖြစ်လာတော့ငယ်တော့ကလို့မောင်ဟုမခေါ်ဖြစ်တော့ပါ။အဖိုးကြီးဟုချစ်စနိုးခေါ်ရင်မောင်ကတော့ငယ်ကအတိုင်းမြလေးဟုသာခေါ်သည်။သွေးလည်းမအံတော့ဘူး။လူလည်းပြန်ပြေးလာတယ်နော်အဖိုးကြီး။ပြေးခဲ့တဲ့အခေါက်ကဝိတ်ချိန်တော့လဲဝိတ်တက်လာတယ်။ဆေးမမှန်တောက်ပြီးအားရှိတဲ့အစားအစာတွေစားရင် ပြန်နေကောင်းလာမှာပါဟု အားပေးစကားတွေနဲ့ဆေးတောက်ရဲ့6လပြည့်ခဲ့ပြီ။တလေးစေဓာတ်မှန်ရိုက်စစ်ဆေးပြီးချိန်မှာတီဘီရောဂါမရှိတော့ပါ။အသားအရေဆူဆူပြည့်ပြည့်နဲ့ကြားမလာတော့အဖိုးကြီးကိုအရက်ပြန်မတော့ရန်ကိုတော့တာမြင်ရသည်။သားသမီးတွေမြေးတွေနဲ့တတရအရွယ်ကိုကောင်းမွန်စွာဖြတ်တန်းစေခြင်းသည်။အဖိုးကြီးဒီဝါရဲမှာဥပုသ်ဆောင်တော့ပြီးတော့ရှင့်ကိုပြောစရာရှိတယ်။ ဝါချွတ်ပြီးတရင်ကျုပ်လာပြကျော်တရက်နေ့ကိုမှတ်မိလားမှတ်မိတာပေါ့ညာလေးရဲ့ဒီနေ့ဆိုရင်မင်းနဲ့ကိုရောမင်္ဂလာနှစ်90ရွှေရတုလေဩဒါနဲ့မင်းဆွဲကျိုးလေးမမြင်ပါလားဆွဲကျိုးကအကြီးမားခဏယူပေါင်ထားတယ်ပြန်ရွေးပေးမှာပါ သူလဲဆိုင်ရောက်ချင်လို့တဲ့ဟုကျမပြန်ပြောတော့သူရည်သည်အေးလေ ဒီဆွဲကြိုးလေးတကုံးကိုမပြောက်ပြက်အောင်ထိမ့်သိမ့်ပေးထားတာနဲ့တင်ကျေးဇူးတင်နေပါပြီမြလေးရဲ့ဟူမောင်ပြောသည်နေ့90ရွှေတုပွဲလေးလှုပ်ချနေအဖိုးကြီးကြမအောင်နေနော် ကျမလည်းအသက်ရလာတော့အဆတ်ဆအရရဂယူးဆိုင်နေရတယ်အသက်70နှစ်သမီးကလေးကမုတ်ဖက်ရောင်းလာတာအခုဆို58နှစ်ရှိပြီရှင်နဲ့အတူတူရောင်းလာတဲ့နှစ်တွေကနေ့90ဆိုတော့ ရွှေရတုဘောဟု ကျမဈေးရောင်းတက်ကိုပြောရင်လွတ်လပ်ပေါ်ပါစွာရည်မိကြသည်မနှက်ပန်ဆိုတာဘာဖြစ်မယ်မှမသိတာပဲကွယ်ပြစ်စုံပန်ကာလလေးမှာတူးအပေါ်တူးချစ်ချင်းတရားတွေတန်ရောစင်တွေနားလေခွလွတ်ချင်းတွေနေငိမ့်အေးစွာနေထိုင်လိုပါသည် အဖိုးကြီးအိုခါကုန်းကုန်းမသေးပါနဲ့အုံးနောက်နှစ်ခါတဆောင်းမုံပွဲကြည့်ပါအောင် အကြီးမ၏သားအငယ်လေးထာမအဖိုးကြီးအိုကပြရွတ်တန်ကြရသည် အဖိုးကြီးနှင့်အဖွားကြီးပြိုင်တူပြုံးမိကြသည် ပွဲကြည့်ကြအောင်ဆို အဖိုးကြီးရဲ့ဟုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲစာရေးသူမွန်သဲအိမ်ရေးသားထားတယ်မနက်ဖက်များစွာဆိုတဲ့ဝိတ္တတော်လေးပြီးဆုံးလို့သွားပါပြီရှင်နားစင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်